皆さんこんにちは。ဒီစားရှိပွေးです。အားလုံးမင်္ဂလာပါ။မတော့မင်းချင်းစီအစီအမအခင်မျိုးရဖြစ်ပါတယ်။ Okay, ဖြစ်ရင်တော့မင်းဆန်တို့ကို2026မှာ April မှာဒီခေါ်သွားမယ့်အမတို့ဒီ Amazing CSC ကနေမိတ်ဆက်ပေးသွားမယ့် scholar တွေအများကြီးတွေကနေပြီးတော့မှ Kaigo scholar နဲ့မိတ်ဆက်သွားပေးမယ့် program ကိုအမအနေနဲ့ရှင်းပြကြလို့ဖြစ်ပါတယ်။ Okay, အဲဆိုရင်ဒီကျောင်းကတော့အမတို့နဲ့တိုင်းတဲ့လူတွေအများကြီးခေါ်နေကြပဲ။မနစ်ကတော့113ယောက်ခေါ်သွားတယ်။ဒီနေ့မှာဘယ်နည်းမှာခေါ်မယ်ထင်လဲ။မင်းဆန် ဒီနေ့မှာအမတို့ကစုစုပေါင်းအယောက်200ကျော်ကိုခေါ်သွားမှာဖြစ်ပါတယ်။ โอเค200ကျော်ဖြစ်နိုင်မှာမလားပေါ့เนาะဆိုတော့ခါကျော်ဖြစ်နိုင်ပါတယ်ဒီចောင်းကတိုကျိုမှာနာမည်ကြီးចောင်းဖြစ်တဲ့အပြင်ကိုတစ်နှစ်တစ်နှစ်ကိုចောင်းက400ကျော်လောက်ကိုလက်ခံရတဲ့ចောင်းဖြစ်ပါတယ်အဲ့ဒီကနေပြီးတော့မှဒီ200ကျော်ကိုတော့မြန်မာကိုအခွင့်အရေးပေးတော့မှာဖြစ်ပါတယ်ဒါကြောင့်မို့မြန်မာစီနီယာလည်းအများကြီးရှိတယ်ပြီးတော့တိုကျိုမှာဖြစ်တဲ့အတွက်ကြောင့်မို့အချိန်ပိုင်းကစားကလည်းမြင့်တယ်ဆိုတော့အဲ့လိုចောင်းမျိုးမှာ2026လေးလပိုင်းမှာလည်းကျွန်တော်ရောက်နေစဉ်ရောက်ချင်နေဆိုတဲ့ခလေးတွေကဒီ program ကို join ဖို့အတွက်အမအနေနဲ့အကြံပေးချင်ပါတယ် ဆိုတော့ဒီခိုင်းဟော့စပေါ်လာမှာဒီနေ့မှာထူးထူးခြားခြားလူအယောက်နဲ့ရာကျော်ဖြစ်တဲ့အတွက်ကြောင့်မလို့ထူးထူးခြားခြားစီစဉ်သွားပြီးမှာကတော့အားလုံးကိုအကျွေးစနစ်နဲ့လည်းစီစဉ်သွားပြီးမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီပညာလဲတင်ခြင်းနဲ့ဒါမဲ့ဒီတော်တော်များများအကြောင်းကိုကျောင်းသားတွေကကြတော့ဘယ်လိုပြောမှာတော့ပညာတင်ဖို့အတွက်ကိုငွေကိုမရင်းချင်တဲ့အတွက်ကြောင့်မလို့အလုပ်နဲ့ယူလိုက်တာမျိုးလိုရှိရယ်ပေါ့နော်။ ဆိုတော့ကတော့တကယ်တမ်းပြောမယ်ဆိုရင်တော့ចောင်းတက်လိုက်မယ်ဆိုရင်တော့ပညာရှင်တွေနဲ့အလုပ်လုပ်အောင်ပါပေါ့နော်ចောင်းပြီးသွားရင်ဒီဘက်ကတော့ဒီအလုပ်နဲ့တောင်းမှာဖြစ်တဲ့အတွက်ကြောင့်တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ငွေကတော့နည်းနည်းမြန်မြန်လေးတော့ရလိမ့်မယ်ဒါပေမဲ့လို့လုပ်ရတဲ့ဒီ class ကတော့ကွာသွားတာပေါ့နော်ဆိုတော့ကတော့ပညာရှင်အနေနဲ့ကိုကိုကိုအတက်မွေးចောင်းပညာရှင်တယောက်အနေနဲ့လည်းအလုပ်လုပ်ခြင်းနဲ့ဂျပန်နိုင်ငံမှာလည်းဝယ်ရခြင်းနဲ့ဆိုလို့ရှိရင် discola ကိုကျောင်းမှုတွေအမှအနေနဲ့အကြံပေးခြင်းပါတယ်အဲ့လိုမျိုးသွားနိုင်ဖို့အတွက်လည်းငွေကုန်ကြေးကျအသက်သာဆုံးဖြစ်အောင်အမားတို့ကအကျဉ်းစနစ်ကိုစီစဉ်ထားပေးရဖြစ်ပါတယ်။ Okay ။ဒါဆိုလို့ရှိရင်တော့ဘယ်လိုလူတွေရှောက်လို့ရမလဲပေါ့။ရှောက်လို့ရမဲ့သူတွေကတော့အနည်းဆုံးမင်းကလေးဖြစ်ရပါမယ်။ N4 အောင်ဖြစ်ရပါမယ်။စေတန်းအောင်လည်းအထက်ဖြစ်ရပါမယ်။စာမျက်စာတန်းကလည်းနည်းနည်းလေးပဲလိုတယ်။ ပြောမယ်ဆိုရင်တော့ grade A အကြောင်းနဲ့မှပါတယ်ပေါ့နော်။ဒါကြောင့်မို့စာလက်စာတမ်းကျင်းလုံးခွင့်လည်းရထားပါတယ်။စာလက်စာတမ်းကျင်းလုံးခွင့်ရထားတဲ့အတွက်ကြောင့်မလို့ COE ကလည်းအငန်းခိုင်တဲ့အကြောင်းဖြစ်ပါတယ်။ဒါကြောင့်မို့နှစ်တိုင်းနှစ်တိုင်းတစ်ကြောင်းလေးကိုတရာကျော်လောက်ကို AACCV နဲ့အမောက်အကြောင်းတွားနိုင်တာဖြစ်ပါတယ်။အဲ့တော့ဒီ result ကတော်တော်လေးဘယ်မှမှမရှိတဲ့ result လို့ပြောလို့ရတယ်ပေါ့နော်။အကြောင်းတစ်ကြောင်းနဲ့နေပြီးတော့မှ COE အခိုင်ဆုံးနဲ့ခုနှစ်မှလည်းအများကြီးအမောက်ပြင်ဆင်ပြီးတော့မှလျှောက်ထားပေးသွားမှာဖြစ်ပါတယ်။ Okay ။အဲဆိုလို့ရှိရင်တော့တန်တဲ့ချက်တွေလည်းလိုအပ်ချက်တွေလည်းအမောက်ပြောပြီးပြီဖြစ်တဲ့ ့အတွက်ကြောင့်မလို့အမြန်ဆုံးစီးရင်လာပြီးတော့မှတင်ဖို့အတွက်အဖိတ်ခေါ်ချင်ပါတယ်။ဒီလေးလပိုင်းအတွက်ဆိုလို့ရှိရင်အမတို့အခုချိန်တော့ခံနေစပြီးတော့ပြင်မှပဲစားရစားရနေစစ်ဖို့အတွက်မိနေပေါ့နော်။လူကြီးများအတွက်ကြောင့်မလို့အမတို့ပို့ပြီးတော့ပြင်ဆင်ချင်လိုအပ်ပါတယ်။ဒါကြောင့်မလို့ညီကမလာတဲ့သူတွေကတော့ chance နေတော့ပါလိမ့်မယ်။ဒါကြောင့်မလို့အခုချိန်နဲ့အမတို့ရဲ့ဒီစပေါ်လာတင်မီကအမတို့ပေးထားတဲ့ content တွေကိုဆက်သွယ်ပြီးတော့မှစရင်ပေးပေးပါ။အမတို့ကိုယ်တိုင်ကလည်းစီရင်ပေးရတဲ့ပြိုင်နဲ့တည်းလိုအပ်တာတွေညွှန်ကြားပေးသွားမယ်။စာရွက်စာရင်းလေးကိုလည်းစစ်ပေးသွားမယ်။အဲဆိုရင်တော့ အမတို့တွေဒီ2026လေးလပိုင်းမှာအမေဇင်နဲ့အတူတူဂျပန်ကိုရောက်ဖို့အတွက်အခုပဲစီးရင်ပြဖို့အတွက်အမမြေဖိတ်ခေါ်ချင်ပါတယ်။ကြာ၊ပါပါမြေ။